ရက်စမှုအပေါင်းကတော့တရဖူစောင်းယုံနဲ့မကောက်ခွေးချီပုံတော်မှာတရဖူထင်ပြီးကောက်တက်စောင်းနေအောင်မဲ့အာနာယူတမရာယူယူနေတဲ့သူ တင်းကနေမြင့်လေးအယူရင်းလေးကပြဿနာမဟုတ်ဘူးတင်းအယူချီပန်းလုံးသမျှတို့ပြည်သူတွေအထိနာကုန်နေကြတာအရာမှာပြဿနာဟိုနေ့ကလည်းမုံရွာချောင်းဦးအမြင့်လမ်းဘက်မှာတရင်ကျွတ်လာပြီးအခါကြီးရဲ့ကြီးမှမီးထွန်းဝဲလုံနေတာကိုဘုံကျဲစတယ်ဗျာပွဲလေတဲ့တဲ့ဦးမှနှစ်ခါမကကျဲချတာကလေးသူငယ်ပေါင်းခန္ဓာကိုယ်အပိုင်းပိုင်းအပြက်ပြက်နဲ့သေဆုံးသူက20ကျော်ထိခိုက်တန်ရရသူ90ကျော်တယ် ိုက်ပွဲလဲမဟုတ်စစ်မြေပြင်လဲမဟုတ်ဖဲနဲ့ဦးယူနန်းသမျအာနာနဲ့အထူးရမ်းပြီးချနေတယ်လူပြောရမယ်နှုံးမင်းလက်ထက်ကအာနာယူတတိုက်လောက်ရက်နဲ့တူးနေတယ်တို့တတိုက်အာနာရဖို့ရည်တွယ်နန်းနဲ့မင်းကြီးမင်းသားတွေကိုဖန်ချိုးတုတ်ရိုက်သက်ရိုက်နှက်ပြီးတော့တတ်နေတဲ့အချိန်မှာအော်လန်ဟစ်တဲ့စူညံတန်းတွေကိုပြည်သူတွေမကြားရလေအောင်နန်းပြင်ပတ်ပတ်လည်မှာဇက်ပွဲတွေပျော်ပွဲတွေလှုပ်ပေးပြီးတော့လူသက်ပွဲကြီးကျင်းပနေတယ်အခုလဲ မထူးဘူးမောအမျိုးဝော်မှာတရင်ကျုပ်ပွဲဆိုပြီးတော့ပြည်သူရင်ခွင်မှာအဆိုးရီအကရီနဲ့ပျော်ဝဲရွှင်ပွဲလုံနေပြီးတော့မြို့စွန်မှာတော့ဘုံကျဲချနေတဲ့လူသက်ပွဲကြီးလုံနေဓမ္မကိုပူဇော်နေသူတွေကိုအာရမဓမ္မတွေကဘုံနဲ့စောနေတာလေအယူကောင်ထူးပြောင်မြောက်ပြီးလှုပ်တက်တာက လူတက်တာတခုပဲဘာရွေးကောဘာကောတွေညာကောတွေပြောမနေနဲ့ဒီလောက်လုံရက်ကစုတ်တက်တက်ကိုအောချလောက်အောင်ဖြစ်နေတဲ့ ဒီလူသက်နေတဲ့သူ့ရဲ့ဗုဒ္ဓဘုကျင့်ဆိုးကိုလူရာတွန်းပြီးပူဇော်ပါဒခြင်းကြတဲ့သူတွေကိုလည်းအောချလောက်ပါပြီ။ဖះမရှိတရားမသိအာနာတစ်ခုပဲရှိဖို့အရေးကြီးတယ်ဆိုတဲ့ဗုဒ္ဓဘုကျင့်ဆိုးကိုအယူချီးကြောက်ကြွေတိတ်ထီတင်ပုံမြောက်လှုပ်ပေးနေကြတဲ့သူတွေပြန်စင်းလာသင့်ပြီ။ဤသူကိုရောင်းစားပြီးသူအသက်ကိုတနတ်စားညံပဲရှိတဲ့သူအတွက်လှုပ်ပေးနေတဲ့သူတွေအမှားကြီးမှားကြလိမ့်မယ်လို့ပဲထက်လောင်းပြောခြင်းနဲ့ သူလုတ်တက်တာတွေရရှိပါသေးမြန်မာစားသားတော့မဟုတ်ဘူးအဲအဲ့ထဲမှာတခုကိုထပ်ပြောရမယ်ဆိုလို့ရှိရင်ဂျပန်ကဂျပုကောင်ကတရုတ်ပြည်ကပြန်လာပြီးတော့မန်လေးကအိမ်တွေရဲ့မျက်နှာစာမှာမှန်နေတက်ခိုင်းတယ်ဗျာသူများနိုင်ငံလုတ်တယ်လို့မျိုးလိုက်လုခံတာဒါတော့မထုံးစမ်းရေရာယူယူတဲ့သူကိုအဲ့မှာပဲတရုတ်နီးတရုတ်ခံဖြတ်တုံရင်းနီးရမ်နီးတွေကိုတရုတ်ခံတွေယူလာပြီးတော့မန်လေးသားတွေအတွက်သူကလန်နီးတွေလုတ်ခိုင်းတော့တာအဲ့လိုကောင်ရဲ့ဘောကိုမှပတ်တာချင်ကြတဲ့သူတွေက အသင်းလိုက်အုပ်စုလိုက်ကိုရှိသေးတာအဲ့ဒီမှာဘောမဘောပင်ဘောထန်းဘောယူရဘောပိုက်ထွေးဘောတန်းရှာဘောနဲ့ရှူဆိုပြီးတော့တက်တက်ကိုရှိသေးတာသူတို့ကလည်းအချင်းချင်းကလည်းဘောကိုတွေ့တာသူချင်းမလို့တဲ့မထင်းမနေနဲ့မတဲကြအောင်အဲ့ဒီမှာမှာဘောမအချင်းချင်းကလည်းမတဲကြပြန်ဘူးဘောမတွေကြားထဲမှာအထာမထားပဲကြိုက်ကြတဲ့ပွဲကဒီကတော့ဘူးလက်နဲ့အောင်မင်းပဲအောင်မင်းနဲ့ဘူးလက်ကအစကတည်းကတိတ်ကြည့်တာမဟုတ်မကြည့်ရတဲ့အကြောင်းရင်းကလည်းဘူးလက်ကိုစောက်ပေါ်ကြည့်လို့ အကကောင်းလို့အဖားကောင်းပြီးအထက်ကဘာခိုင်ခိုင်ဖင်ပေါ်လုံးလို့ဆိုပြီးခုလိုနေရရတာဘာဤချင်းမှမရှိဘဲနဲ့ရတာဆိုပြီးအောင်မင်းကဘူးလက်ကိုဒီလိုမြင်တဲ့ဘူးလက်ကြတော့လေအောင်မင်းကို88ပြည်ပြည်သိမ်းစိန်လက်ထက်ကလေးကခါရောမူဘောပြန်မပြီးတော့ချမ်းဖို့ယုံထဲမှာယုံလာဖွင့်ပြီးပောက်ပန်း40ထိုင်ပြောနေတဲ့စောက်ဘောလို့မြင်တယ် ဒီတော့ခင်ကြီးကိုဘောမလာကြည့်အတူတူတောင်မှနှစ်ကောင်လုံးကမတဲကြဘူးဒီချိန်မှာပဲအကွက်ဝင်လာတာကဘူးလက်ကအောင်မင်းကိုချမ်းဖို့ယုံတဲ့ကနေခွေးမောင်းတို့မောင်းချလိုက်တော့ဖေမသေးရပါနိုင်ရန်ရသွားတယ်လို့အောင်မင်းမှာဘူးလက်ကိုအိမ်သာတတိုင်းသတိရနေတော့တယ်ဒီလိုချိန်မှာပဲဘူးလက်ကလည်းနေပြီးတော့မှဘလီကိစ္စမဟုတ်ပါဘူးဆိုပြီးပြောင်းညင်းနေတဲ့အခါမှာအောင်မင်းကလည်းဘလီဆောက်တဲ့နေရာအထိကိုဗီဒီယိုရိုက်ပြလိုက်တော့ဘူးလက်ခင်ဗျအယိုးဘာကြပလာတာတွေရဲ့အစဲပါခံရပြီးတော့ အောင်မင်းရဲ့ခြေလုံးဖက်ကြိုက်ခံရတော့တာဒီကောင်လေးပွဲကမပြီးသေးဘူးကွင်းကျုံရင်ထက်ဖယ်ကြအောင်မှာကျတို့ကတော့ထုံးစံတိုင်းဘသူသေးသေးမြှောက်ပေးရမယ်တာဝန်ရှိတယ်ဗျခြားတာခြားကြိုက်တာကြိုက်ကြပြီလို့ဗျချန်ဖို့ကိုပြောင်းလာတဲ့ဂျပန်ကဂျပုကောင်ရဲ့တပည့်တွေကိုလည်းကြည့်တော့ဘိုးနဲ့တော့မတိုင်မီမဲ့ရွေးကောက်ပွဲဝင်ပြိုင်မှုဘတ်ချက်ကစသူ့အတူတဲလာတဲ့ဆိုတဲ့သတင်းလေးခေတ္တကနေရေးတင်လိုက်တော့မျက်လုံးနဲ့ပြေးမြင်မိတာခင်ကြီးရဲ့စောက်ခွက်ကြီးပဲဗျာ။ လက်ရှိပြဿနာကအပြင်ကိုသာတဲ့ရင်တွေအများကြီးမထွက်တာကျန်းဖို့ထဲမှာတော့ငိုတွေကရောက်နေတယ်သူခေသူရဲ့ကျန်းဖို့ထဲရောက်နေတဲ့ဂျပူတက်တွေကြာအရင်တွေကရောက်နေတဲ့သူတွေနဲ့ပုတ်တိုက်မှုတွေကတော့ရှိနေတယ်ဗျသမရာယူယူနေတဲ့ခင်ကြီးနဲ့ဂျပူအတွက်ကလည်းအကြံတူရန်သူဖြစ်နေကြယူရဘရဘူးချင်းဆိုကြည့်ရတာကလည်းစစ်တပ်ကိုလည်းလက်မလွတ်ချင်းအုတ်ချုပ်ရေးဘိုင်းမှာလည်းသူ့ရဲ့အမိန့်ကိုတခွန်းဆိုတခွန်းနာခံမဲ့သူ့ကိုလည်းထားခြင်းမုံများပါ ဒါကြောင့်လည်းရွေးကောက်ပွဲပြီးလို့ချမ်းဖုတ်ကအစိုးရဖွဲ့နိုင်ပြီးခင်ဗျာသမရာဖြစ်လာရင်တော့ဂျပူကသူ့အထက်မှာဘယ်သူမှမထားကြင်တော့ဒါကိုဂျပူဘလို့လုံးမလဲမသိဘူးအစားကတော့ဂျပူကသမရာလုတ်ဖို့ပလန်လေးချထားပြီးပြောကြပြီမဲ့တကယ်တမ်းတော့သမရာလုတ်ရင်တက်ကိုလက်လွတ်ရမယ်ဆိုတော့သူ့အနေထားကတန်းရွှေလို့မဟုတ်သေးတော့နောက်တက်မဲ့ကောင်ကိုလည်းစိတ်ချပြီးနောက်ကျောလုံလုံနဲ့ဆင့်သွားဖို့ကလည်းဂျပူတော့ကတိတ်ပြီးစွန်စားလုံးအောင်ကြာနေလို့ဒါပေမဲ့လည်းရရှိ တမရယာဤတမရဆိုတဲ့နာမည်နဲ့ကဘာပတ်နေရတဲ့အရသာ ው လဲတော်တလင်းလာမှာဇီးတင်ခံရတဲ့ခွေးမကြီးလိုပဲဖီးနေတာအခုလဲနောက်ထပ်ပွဲတွေထက်တက်ပြီးတက်ရမယ်ဆိုတော့အစီဘူးတွေလိုက်ခါနေအောင်မလဲဒီတော့ຢາດູຈີນະຄຸຈາມາບຍາມຍານີ້ເຈປອງກູຈປູກອງອົດກາດໍອ່າລົງເຍເທິກກູຍောက်ຜູ້ສູ້ຫຍັງເມສຸລູມືຫນັງກະນໍຕາຍມືງປົກກູສູ້ແລຢາດູໂອມຍາຜັນຕີລາມະລາສູ້ລະແລຕ່ວມີລາເດຍາ ထားပါတော့နိုင်ငံတော်ဒီပတိဆိုပြီးတော့လေဒေါက်တာဘမော်လိုများလှုပ်ချင်လဲလှုပ်လာနိုင်သေးတယ်ကျွန်တော်ဒီလိုပြောလို့မှုမင်းကစောက်တိတ်ပဲမရှိရတွေပြောနေတယ်ဆိုတာမျိုးတော့သွားမထင်နေနဲ့ဒီလူကဒီလောက်စောက်ယူမထဘူးဆိုလို့ရှင် တွေးကြည့်လိုက်တော့ယာယီတမရပါဆိုပြီးသူ့ကိုယ်သူတစိမ့်ကတ်တာကြတော့ဘသူကပေးလို့မြန်သူလှုပ်နေတာလေသူ့ကိုယ်သူပဲပေးပြီးသူထင်အားလှုပ်နေခဲ့တာ ဗုဒ္ဓဘုရင်ဆိုးကသူကိုယ်တိုင်လည်းပြောခဲ့တာရှိပါတယ်မလုံရဲတာမရှိပါဘူးဆိုတာအာနာသိမ့်ပြီးကလေးကစလို့အခုယာယီတမရပါဆိုပြီးဖြစ်တဲ့အချိန်ဒီတရားဝင်ဝင်တရားမဝင်မဝင်သူကိုယ်သူပဲယာရူးတွေပြန်ပေးနေတာကျန်နာမကြီးနဲ့လက်ရှိတက်ထက်မှာလည်းနံပါတ်1ဆိုတဲ့စိုးဝင်းကိုတော့မှဂျပူးကသူမလုတ်ချင်မသွားချင်တဲ့နေရာတွေကိုသွားခိုင်းပြီးအိမ်ဖြည့်တက်တက်ပဲလုတ်ထားတာဗုဒ္ဓဘုရင်ဆိုးကတကယ်ကိုပဲအဓိပတိဆိုတဲ့နေရာကိုမှန်းနေတာဖြစ်နေတယ် ရှီဂျင်းပင်နဲ့ပူတင်လိုအားကြပြီးသူတို့လိုတသက်လုံးအာဏာကိုသူလက်မလွတ်စတန်ခြင်ထားဖို့အခြေအနေကိုသူလိုချင်တယ်။အားလုံးရဲ့ထက်မှာပဲနေချင်တယ်။လူသက်ကောင်စောမောင်းလိုမျိုးပဲလေတံနဲ့ပြောတယ်။တန်းရွှေလိုနောက်ကျောလုံအောင်လှုပ်ချင်တယ်။ပူတင်နဲ့ရှီဂျင်းပင်လိုတသက်လုံးခေါင်းဆောင်မျိုးတွေလှုပ်သွားချင်တယ်။ဂျပုကလည်းသူ့အောက်ကလူတွေအပြင်နိုင်ငံကြီးဒဲကဘောမတွေကိုယ်တိုင်ကလည်းမကြည်ကြတော့တော့တေချာပဲ။သူလည်းတည်တယ်တော့။ အဲ့တော့ပြောချင်တာကသူကလေနံနှစ်ဖက်ပဲနင်းပြီးတော့ဖာဆန်းနေချိန်မှာကိုရီဘက်ကလည်းအသေးချအကွက်ခင်းအောင်မြေနင်းကြဖို့အတွက်အပြောလျှော့ပြောလေးတွေလျှော့ပြီးလက်တွေလေးတွေပူပြကြရအောင်လားဗျာရေးတော့ပေါ့မှာအောင်နေပြီ